ဈာယဆံနေဆိုတော့ရဲ့ရှင်နေမလေးမေဆန်ရှားနဲ့ဗရမများဖြစ်သွားတော့သည်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဈာနဲ့တကွာသက်ဆိုင်သူများအလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၄ဒီနေ့ရှားအိုးလိုလအတူပါကိုလိုက်ပို့တယ်ဟုတ်လားရှားတယောက်တည်းသွားတာလားကိုကိုကိုခေါ်ရောပေါ့လေးလည်းပဲကိုကိုအလုံးများနေမယ်ထင်လို့မခေါ်တာအတူပါလိုက်ပို့တယ်ရည်ရွယ်ချက်ကအတူပါပို့တဲ့လူတွေကြားထဲမှာတိုးဝင်ကြည့်ရင် ိဆုံးသူရဲ့အကြောင်းကိုသိနိုင်တယ်လေအတူပါပူတဲ့သူတွေကတည်တဲ့သူအကြောင်းကိုကောင်းတာရောမကောင်းတာရောပြောချမှာပဲမဟုတ်လားမှန်တော့ဗောရှားပါးတွေသိကြရလဲဥလူလာအကြောင်းကမကောင်းတာများတယ်အထူးသဖြင့်မိမကိစ္စမိမရှောက်တာလားဟွန်းဟုတ်တယ်ဇနီးတည်သွားပြီးနောက်ပိုင်းမိမအတီတကြထက်မယူပဲအပျော်လေးပဲထားတာဒါဖြစ်နိုင်ငယ်ကြည့်ပါလားမွှေးကိုတော့အရာသိန်းကိုစူးစမ်းနေတာလေအမှုအတွက်စဉ်းစားရမယ့်အဲနော်စားတခုရလာတယ်ခုခု ဟုတ်လားဘာလဲအတူပါလိုက်ပို့သူတွေခြားထဲမှာချိန်ပြီးငုံနေတဲ့ main ကလေးတယောက်ပဲကိုဝင်ကြီးနဲ့သူကဘယ်သူမှုံငူတာလဲအမျိုးလားအမျိုးမဟုတ်ဘူးဇနီးဘာဟုတ်တယ်ဦးလူလာကတိတ်တိတ်ပုံယူထားတဲ့ကောင်မလေးရဲ့ဟင်းသနာစရာပဲသူကမြဒါပေါ့အဲ့ဒီမှာရှားရုမိတ်ဆွေများတည်တာနဲ့လည်းပြန်တွေ့တယ်။ဘယ်များတည်တာလဲ။မိတ်ဒီဆရာအောင်မွေနဲ့တက်ခဲ့တဲ့အကောင်မလေးရဲ့ချစ်သူလား။ဟုတ်တယ်ဟုတ်တယ် ထတ်ထိုက်ဆန်ဆန်သူကဥလူလာရဲ့ဆက်ယုံကစီးရင်အင်းဌာနမှာစီးမလုပ်နေတာတဲ့ဒါဆိုသူစီကရှာတိချင်တာတွေမေးလို့ရမှာပေါ့อืมပေါ့ညတိတာစီကအရေးကြီးတယ်လို့ထင်ရတာတွေရှာတိကြရတယ်ဆိုပါတော့စောစောကရှာပြောတဲ့ပိုက်ကြီးတဲ့မိန်းကလေးကအရင်ကဆက်ယုံမှာလောက်သွားတဲ့ကောင်းမလေးတဲ့သူ့ကိုဥလူလာက တိတ်တိမ်ပုံယူထားပြီးအိမ်ငှားပေးထားတဲ့နောင်အဒီရကြလက်ထက်ယူပါမယ်ဆိုပြီးညာထတာတဲ့ဖြစ်ရမယ်ဒီလူက လူယုံမှာပဲဟောကားဆရာအိမ်ရှိမှာရက်ပေးပါ ညနေပိုင်းကျွန်တော်ရုံးမစင်းမီကလေးရှားရောက်လာခြင်းဖြစ်ပြီးခေါ်သဖြင့်ကျွန်တော်တို့တက္ကစီဖြင့်ရဲစခန်းသို့ထွက်လာခဲ့ခြင်းဖြစ်သည်။လမ်းတွင်နေလည်းကဥလူလာဤအတူပါလိုက်ပို့ခြင်းအတွေ့အကြုံများကိုပြပြနေခြင်းဖြစ်။ဂါဂါရှားညွန်ပြရာလမ်းဘေးတနေရာတွင် ထိုးရလိုက်သည်။ဂါဂါပြီးချင်ပြီးကားပေါ်မှကျွန်တော်တို့ဆင်းကရဲစခန်းတွင်သို့ဝင်ခဲ့ကြသည်။အမှုကဆွဲချက်တင်တော့မယ်ဒါကြောင့်ရှားကအမှုစစ်ဖြစ်တဲ့ရဲဝင်းမောင်ထွန်းစီကတက်တေကန်ပစ္စည်းလေးတွေကြည့်ခြင်းလို့ မဲချင်တာလေးတွေလည်းရှိလို့ဟူရှားကကျွန်တော်ကိုပြောခဲ့သည်အစင်းသည်ပင်ရဲအဝင်းမောင်တွန်းကိုသူ၏တာဝန်မှုစပွဲမှာတွေ့ရ၏ဆိုကျွန်တော်ဘာများကူညီရမလဲစပွဲရှိထိုင်ကုန်များတွင်ထိုင်ရန်ညွှန်ပြပြီးရဲအဝင်းမောင်တွန်းကမိသည်လူငယ်ဖြစ်ပြီးဖြတ်လက်တက်ကြွသော သူ၏နေထားကရဲဝဲဆောင်ဖြင့်ခံရမှုရှိနေသည်ဟုကျွန်တော်ထင်ပါ၏ကျမကတရားခံမောင်ရဲသူဘက်ကလိုက်မဲ့အကျိုးဆောင်ဖြစ်လေတော့ ဟိုဒီနေ့ကကိုဝင်းမောင်ထွန်းတို့အချင်းဖြစ်ပွားရမှာရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ဓာတ်ပုံတွေကြည့်ကြလို့ပါရှားကဖြစ်သည်ငါရပါတယ်ကြည့်ပါရဲဝင်းမောင်ထွန်းကဖိုင်တစ်ခုကိုဆွဲယူကရှားရှိသူချပေးလိုက်အဲ့ဒီမှာဓာတ်ပုံတွေအားလုံးရှိတယ်ရှားကဖိုင်ကိုခွင့်လိုက်သည်ရဲရရှိစစ်ချက်များဥပရေကြံပေးတောင်းခံမှုစာများကိုကြောလှန်ပြီးနောက်ဖက်မှာတပ်ပေါ်များကိုကြည့်ကျွန်တော်ရှားနာတို့ကပ်၍ကြည့်နေစဉ် အေးအေးဆေးဆေးကြည့်ကြပါကျွန်တော်ဆေးလေးတောက်ချင်လို့အပြင်ခဏထွက်ပါအောင်မယ်ပြီးရင်ပြန်လာမယ်ဟုပြောပြီးရဲဝင်မောင်ထွန်းကထိုင်ရမထသွား၏ဓာတ်ပုံတပုံကိုလက်ထောက်ပြီးရှားကဒါဥလူလာအလောင်းပုံပဲလဲချနေတာကဆိုဖာဆက်တီရဲ့ကြောင်းမီပေါ်မှာဇက်တင်ပြီးအိတ်နေတဲ့ပုံစံမျိုးမသိရင်မှိန်နေတာပဲထင်ပါဒါမဲ့မျက်နှာကမသေးခင်မှာတခုခုထိတ်လန့်တုန်ထုတ်တာဒေါသဖြစ်တာကိုခံစားသွားရပုံပဲဟုတ်တယ်ရှာဒီမှာဓာတ်ကစိုက်ဝင်နေပုံပဲ ဒီဓာတ်ကတက်တည်ကံပဲဒီဓာတ်ကိုအင်းစိန်ဆိုင်ဒီတိတ်ပန်းစစ်စီရထားတာကိုပို့ပြီးလက်ဝေးစက်ခိုင်းထားမှာပဲဖြေရပြီလားတော့မသိဘူးကိုကိုအဲ့ဘုံကိုတေချာကြည့်ပြီးတော့ရှားကိုထင်းမြင်ချက်ပေးပါကျွန်တော်ကဖိုင်ကိုယူရေးတပ်ပုံကိုကြည့်တာဓာတ်ဆိုင်ဝင်နေတာဒါတွေ့ရတဲ့အဲ့ဒီနေရာမှာသွေးခွက်တွေအိုင်ထုံးမနေပဲဆူယုံတော့ပဲရှိပါလားဟိတ်ကြီးကအယောင်နုကလေးနော်ဘာဖြစ်လို့သွေးတိတ်မထွက်တာလဲဒါမဲ့ဟောဒီ ယ်ဘက်မှာကအဲ့ညီတစ်ချမ်းလုံးနေရနေတယ်။ဟုတ်တယ်။ဒီချက်ကစိတ်ဝင်စားစရာပဲ။ကဲနောက်ပုံနေကြည့်ရအောင်။ဆိုဖာဆက်တီပေါ်မှာကသွေးတွေပေးနေတယ်။လဲကျနေတဲ့ဦးလူလာရဲ့ဘဲဘက်ချန်လက်တင်ပေါ်မှာလေ။ပေးနေတဲ့ပုံကသွေးဆက်တွေလည်းပါတယ်။ပေါ့တုံသွားတဲ့သဘောလည်းပါတယ်။ကျွန်တော်စကားအဆုံးတွေကိုကမြင်တတ်တယ်။ဟောဒီဘာကင်းချမ်းမြန်မာတောင်သွေးဆက်တွေရှိနေတယ်။ဓာတ်ကိုဆွဲထုတ်ရမှာဓာတ်ကကျတဲ့သွေးဆက်ဖြစ်မဲ့ကုကုအဆက်ကလေးတွေကရှေ့မျောမျောလေးတွေ ဒါကရမ်းလိုက်တဲ့အခါမှာလွင့်စင်ကြတယ်သွေးဆက်ကလေးတွေရဲ့အနေအထားပဲဥလူလာညာဘက်ကစက်တီပေါ်မှာ remote control နဲ့ microphone ရှိနေတယ်ဒါဆိုတော့ဥလူလာ karaoke ဆိုနေတော့လူသက်သမားကဝင်လာတာမှန်တယ်ကိုကိုဥလူလာဘီယာတောင်းရင် karaoke ဆိုနေတာဒီမှာတွေ့လားဘီယာပလင်းနဲ့အမီးပကံနေဟမ်ဒီမှာဘာလေးပါလဲစက်တီဘေးချမ်းမြေမှာရှာညွန်ပြရာသူကျွန်တော်ကြည့်ပြီးဖြေးလိုက်ခဲရလေးပဲရှာဟုတ်တယ် နှစ်ဖက်ချွန်နီးပြခဲတယ်လေးပဲဒါကိုတော့တက်တီကန်ဖြစ်ကိုင်းမောင်ထုံတို့ကတိတ်လာမှာပါအဲ့ဒါကိုပါလက်ဝေးစစ်ဖို့လိုမယ်ရဲဝင်းမောင်ထုံတို့ရိုက်ကူးထားသောပုံများကိုအသေးချာကျွန်တော်တို့စိတ်ဝင်စားစွာကြည့်နေကြသည်မှာနိုင်ဝက်နီးပါးခံရှိပါလိမ့်မည်တပ်ပုံများကလည်းများကြည့်ပါပဲအခန်းဤနေရာနှံ့ရိုက်ထားသောပုံများသွေးကွက်ဆွန်းထင်းနေသောကြမ်းပြင်ပုံများနဲ့တက်တီအများဤပုံများထိပါဝင်သည်ကဲဘလို့လဲကြည့်လို့ခြင်းနဲ့ကြပါလား ရဲဝဲမောင်တုံပြန်ရောက်လာပြီးနေရာတွင်ပြန်ထိုင်မိဟုတ်ကဲ့ဒါနဲ့ဓားပေါ်ကလက်ဝေရာဖြေရပြီလားရှားကပြန်မိရပါပြီလက်ဝေရာက မောင်ရဲ့သူလက်ဝေရာပါပဲအမှုကရှင်းသားပါပြီ မုကင်းဆရာဝန်ကြီးရဲ့ဈေးစာကရောမုကင်းဆရာဝန်ကြီးရဲ့ဈေးစာမှာတော့ထိုးသွင်းဒဏ်ရာနှစ်ချက်တွေ့ရကြောင်းအသွား6လက်မလောက်ရှိတဲ့ဓားနဲ့ထိုးသွင်းတဲ့ဒဏ်ရာဖြစ်ကြောင်းဒဏ်ရာနှစ်ချက်ကဓာတ်ပုံထဲမှာဒေါ်မီဆန်ရှားလို့မြင်ရတဲ့ဒါဆိုင်ဝင်နေတဲ့ဘဲဘဲရင်အောင်ရဲ့ ဘေးဘက်နံကြားကနေဝင်ပြီးနှလုံးထိဖောက်ဝင်တဲ့တစ်ချက်ရဖြစ်တယ်။ဘေးဘက်ကဝင်ပြီးနှလုံးကိုဖောက်တဲ့ထန်ချက်ကပြင်းလို့အဲ့ဒီထန်ရနဲ့ပဲတည်ဆုံးခြင်းဖြစ်နိုင်တယ်လို့ဆိုတယ်ကြည့်လေ။အဲ့ဒီဘဲဘက်ချန်အင်ဂျီမှာသွေးကအိုင်ထိုးနေတာ။ဓာတ်ဆိုင်ဝင်နေတဲ့ရင်အုံကထန်ရကတိတ်မနဲ့လာဘူး။နံရိုးကိုတအူးနဲ့တိုက်ပြီးမှချော်ပြီးအသားထဲဝင်သွားတာ။နှလုံးတွေတရက်ရွက်တွေဒဲတွေနဲ့လွတ်တယ်။ရဲဝင်မောင်ထုံရှင်းပြနေသည်ကိုရှားကအသေးချာနားဆိုင်ထောင်နေသည်မှာ စိတ်ဝင်စားလွန်တဲ့ပြင်ဘေးတွင်ကျွန်တော်ရှိနေသည်ကိုမြင်သိပုံမရတော့မျက်နာကလေးတွန့်လျက်နှဖူးချောတွေတင်းနေတဲ့ပြင်ရှားကောင်းထဲမှာအပြင်းထန်လှုပ်လှုပ်နေပြီဟုကျွန်တော်သိလာသည်ကိုင်းပေါင်ထုံတို့ဟောဒီတပ်ပုံထဲမှာတွေ့ရတဲ့ခဲတံနီးပြားတံကိုရောလက်ခွေစစ်ကြည့်သေးလားအဲ့ဒါတော့မစစ်ဘူးဗျအဲ့ဒါကတိတ်ရေးမပါဘူးလေရေးကြည့်တာကဒါပဲအခုဆိုဒါကလက်ခွေရနဲ့တရားခံရဲ့လက်ခွေရကတူနေချောင်းသိရပြီတရားခံကလည်းဖြောင့်ချက်ပေးပြီးပြီဘာလို့သိလဲအင်းဒီကောင်လေးတော့တည်တယ်မဲ့နေမှာပါ ရဲအုပ်ဝင်းမောင်ထွန်းဤစကားကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်သွား၏ရဲသူတွင်မြောင်းနှင်းချက်အလင်းရောင်ကချုပ်ငင်းလူပြီးမဟုတ်ပါလားကိုဝင်းမောင်ထွန်းတို့ဤနေတာအိမ်ထဲတွေပါရယောဝင်းရှာကြည့်ကြသေးလားရှာကထက်မေးအိမ်ထဲတော့ဘယ်ဝင်းရှာမလဲဗျတော်မီဆန်ရှာကလည်းအချင်းဖြစ်တာကအဲကမ်းမဲဟာရှာကခေါင်းတစ်ချက်ငယ်အကျေးဇူးပါပဲကိုဝင်းမောင်ထွန်းကျွန်မတို့ကိုပြန်ခွင့်ပြုပါအောင်ရှာကကျွန်တော်ကိုလှဲ့ကြည့်ပြီးမှထိုင်ရာကထသည်စကမ်းပြင်သို့ရောက်ချိန်မှာကို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 ဘယ်လိုမြင်လဲ ရှားကထင်မြင်ချက်တောင်းခံပြန်၏။အင်း။မောင်ရဲ့သူဖိုးတော့ဘဝအမောင်တန်းနေပြီထင်ပါရဲ့။မောလျာစွာကျွန်တော်ကပြောမိသည်။ရှားကတော့ခုမှလင်းရောင်လေးစပြီးတွေးလိုက်ရတာလို့ထင်တာပဲကုကု။ရဲသူကိုယုံထုတ်ပြီးပထမဆုံးစစ်ဆေးကဆွဲချက် တင်းတဲ့မတင်းတဲ့ကျောင်းတော်ဒီနေ့ကကျွန်တော်ဒီတရားရုံးသို့သွားရောက်လို့ပါတော့လဲ။မဂ္ဂဇင်းကိစ္စများအရေးကြီးနေတဲ့ပြင်မသွားနိုင်ခဲ့ပါ။ထို့ကြောင့်မဂ္ဂဇင်းတိုင်းမှာလောကိစ္စပြီး၍ ညနေရုံးစင်းသည်နှင့်ရှာရုံကန်တို့တောက်ချေတင်လာခဲ့ရသည်ရဲသူ၏မူကိစ္စကကျွန်တော်ကိုဖန်ဆားထားခဲ့ပြီးမဟုတ်ပါလားကျွန်တော်ရှာရုံကန်တို့ရောက်သွားတော့ဇဝဲမှာထိုင်ပြီး တွေ့ရင်ငေးနေသောရှာကိုတွေ့ရသည်အမူကိစ္စအေးနှိမ်ခက်လေပြီလားရှာဒီနေ့ဘလို့လဲပြောပါအောင်ရှာကိုတွေ့တွေ့ချင်းအငမ်းမရမေးမိရှာကအပြုံနှံနှံဖြင့်ထိုင်မောင်းကူကူရဲလောလိုက်တာဟုဆိုသည် ထိုင်ကမှဝင်ထိုင်ပြီးရဲအိတ်ကိုဇဝဲပေါ်တင်ရှာက ဒီနေ့တနေ့လုံးရှာစိတ်တွေရန်ပင်ပန်းနေတာကိုကိုလာမှာပဲဆိုတာတေချာတိလို့ဆောင်နေရရှာကိုတခုခုတိုက်ပါလားဟုတ်ပြောသည်တိုက်မယ်လေလာအပြင်သွားမယ်ခြေတော့နဲ့မှာလူများလာရင်နေရာရဖို့တော်ရှာရသည်နေရာရသည်နဲ့ရှာကိုထိုင်ခိုင်းထားပြီးကျွန်တော်ကခောက်တာမှာမုန်နင်ကော်ဖီသွားယူ၏ ice coffee နဲ့မုန်များစားကြတောက်ကြရင်ကျွန်တော်ကရဲသူအမှုကိစ္စကိုပြန်ဆရပါသည်ကြက်ပြောပါအောင်ရဲသူမှုအေးခမ်းနဲ့မှာဖြစ်တော်လဲရှာကနွမ်းလျတော်မျက်နှာကလေးနဲ့မှာ ဒီနေ့တရားလိုရဲတရားလိုပြသက်တည်ရဲအမှုစေရရှိရဲကိုစစ်တယ်သူတို့ရဲ့ထွက်ဆိုချက်တင်ပြချက်တွေရဆွဲချက်တင်မှုအမိန့်ချလိုက်ပြီးဒီနေ့ရှားတွင်ရခဲ့တဲ့အသက်ကယ်ခွင့်ချက်ကနှစ်ချက်ပဲရှိရဲကိုကိုဗမာလဲရှားအဲ့ဒီနှစ်ချက်ကိုပဲရှားကအာကိုပြီးနောက်တည့်ရုံချင်းမှာခုခံရမှာပဲပြီးတော့မောင်ရဲ့သူကိုလည်းဝင်းမခဲမှုစီးရုံရမယ်ဘလို့ကိုကိုနားလည်အောင်ဒီကြာပြောပါအောင်ရှားရဲ့ အမှုရှိအရာရှိရဲ့စစ်ခံချက်ရဲသူရဲ့ဖြောင့်ချက်ဓာဘောကလက်ပွေရာတက်တည်တွေရဲ့ထွက်ချက်တွေအားလုံးကတအားစားတာဖြစ်ပြီးကန့်ညီနေတယ်တထက်တည်းကြနေတယ်ရဲသူတက်ကြောင်းလဲခိုင်မနေတယ်အဲစောစောကနှစ်ချက်ပဲရှိတယ်အဲ့ဒီနှစ်ချက်ကရှားကရုတ်တရက်စကားမပြန်နိုင်သေးပဲငင်းနေရဲသူရေမှုခွင်းဆံများကရဲသူကိုကျိုးစင်ပေါ်တွန်းပုတ်နေပြီမို့ရှားစိတ်မချမ်းမသာဖြစ်နေခြင်းဖြစ်သည်တိအချက်ကတော့တက်ရှိတက်တည်တွေတက်မဲ့တက်တည်တွေအားလုံးက ရဲသူတက်တာပါလို့ပြောနေပေမဲ့ရဲသူတက်တာကိုဘယ်သူမှမျက်မြင်တတ်သေးမရှိဘူး။ဒါကတော့ရဲသူအတွက်တန်တရားအကျိုးပဲ။ဒီချက်ကို gain ပြီးရှာခုခံရမယ်။နောက်တစ်ချက်ကတော့ရဲသူရဲ့ဖြောင်းချက်မှာသူဥလူလာကိုဓာတ်နဲ့တစ်ချက်တည်းထိုးဆိုင်လိုက်တာပါတဲ့။ဒါပေမဲ့ဥလူလာလာမှာကဓာတ်တရားနှစ်ချက်လေအဲ့ဒီကွာဟာချက်ကိုရှာအဓိကပြုရမယ်ကိုကို။အဲ့ဒီချက်ကရေးကြည့်ရရှာအဲ့ဒါထွက်ပေါက်ပဲ။အင်းရှာလဲအဲ့လိုပဲမြင်နေ။ ရှာတွေ့ထားတဲ့အချက်လက်တွေကဟိုတစားဒီတစားဖြစ်နေလေတော့ဘာမှဆက်ဆက်လို့မရသေးဘူးခွင်းဆက်မမိသေးဘူးရှာကခွင်းဆက်မမိသေးခင် နောက်ယုံကြည်မှာရဲသူကအပြစ်ဝင်ခံလိုက်ရင်သွားပြီတခါတဲ့တမ်းမီမိန်ချတော့မှာဒါကြောင့်ရှာအချိန်ဆွဲနိုင်အောင်စူးစမ်းရမယ်မလွေးပါလားရှာရဲ့ကျွန်တော်မောသွားသည်ရှာနေရာကိုကျွန်တော်ဝင်ကြည့်မိခန်းစားကြည့်မိပါသည် အလွန်မလွယ်ကူသောကိစ္စရှာကကော်ဖီကိုငုံတောက်ပြီးနောက်อืม ချောင်းအခိုင်မာယုံကြည်နေတာကဥဒုနာကိုရဲသူတတ်တာမဟုတ်ဘူးလို့ပဲဆိုတဲ့အချက်ပဲထက်တာအခုချိန်မှာအဲ့ဒီယုံကြည်ချက်တွေကလေတရအိမ်ဖြစ်နေတယ်ဟုဆိုသည်ရှားလက်လျှော်ခြင်းမီလားကျွန်တော်ကကျွန်တော်ချစ်သူမျိုးစိတ်ပင်ပန်းလူပင်ပန်းဖြစ်မှာဆို၍ကရုဏာတက်စွာမိမိချင်းဖြစ်သည်ရှားကျွန်တော်ကိုမော့ကြည့်မျက်လုံးလေးတွေကမှိုင်းညွနေသည်ချမ်းပါပဲလင်းလက်မှုတွေရှိနေသည် အရှော့အဲ့လိုမျိုးပဲတော့အရှော့ပေးဘူးလို့လေကိုကိုရဲ့ ဒီမှုမှာရှာယုံကြည်ချက်ကမမပါဘူး။ရှာစူးစမ်းရမယ်။တရားခွင်မော်ကိုအမှန်တရားထောက်ပြမယ်။တပ်သေးတွေရောက်လာအောင်ရှာစူးစမ်းမယ်။ခုံမော်ရင်တင်ထားသောရှာဤလက်ကိုကျွန်တော်ကဆုပ်ကန်လိုက်ခါအားပေးနှစ်သိမ့်ရပါသည်။ရှာပါလုံးလဲ။ရှာပါလို့ချင်းလဲ။ရှာအတွက်ကိုကိုဆဆအရာရာကုညီပေးမယ်။ရှာပေးမှာကိုကိုရှိတယ်။ရှင်းစွဲရှာဤမူပိုင်းအပြုံးလေးပြန်ပေါ်လာသည်။အဲ့ဒီစကားလေးကြားရတာဒီနေ့ပင်ပန်းနေတာတွေပြောက်သွားပါပြီ။ ုကုလာရင်ဒီစိတ်ခွန်အားတွေရမှာပဲလို့ယုံကြည်လို့လဲကုကုရှာမျောနေတာဒီတော့ဒီတော့ဘာဖြစ်လဲပြောရှာဥဒူလာအိမ်ကိုသွားကြည့်ချင်တယ်အချင်းဖြစ်ရနေရကိုကြည့်ချင်တယ်အဲ့ဒီမှာပြက်နေတဲ့ခွင်းဆက်ကိုရှာရနိုင်တယ်ဟုတ်ပြီဘယ်တော့သွားမလဲမနှက်ပြန်ဒါမဲ့အချင်း ဖြစ်ရနေရကိုသွားတာက ရှာလို့ကြည့်သွားလို့မရဘူးတစုံတစ်ခုတက်တည်ကံပြည့်စည်တွေ့ရင်ဒိမ့်မှုဆိုတာ ရဲရရှိရောတက်တဲ့လူကြီးတွေဘာမှဖြစ်မှာဒီတော့ကိုဝင်းမောင်ထွန်းကိုခေါ်ရမှာပေါ့အင်းကိုဝင်းမောင်ထွန်းကကိုဘမလားမသိဘူးကိုအောင်တော့ပြောရမှာပေါ့သူ့လိုကိုဝင်းရှုပ်တာမဟုတ်ဘဲနဲ့သူ့ကိုကူညီတာပါဆိုတာကိုသဘောပေါက်အောင်ပြောရမှာပေါ့ဒါနဲ့ဒီနေ့ရုံချင်းကိုမှုရို့ဦးတို့မြတို့ရောလာကြလားရှားကခေါင်းငိန်သည်လာကြတယ်သူတို့ရဲသူနဲ့တွေ့ခွင့်စကားပြောခွင့်ရကြတယ်သူတို့ကိုကြည့်ရတာလေး ရရင်မှာရန်တိခိုက်ခံစားရတာပဲဖခင်ကလည်းဖခင်အပူချစ်သူကလည်းချစ်သူအပူပေါ့အဲနောက်တစ်ခုရှားလို့လောက်ရမှာကမွေးကိုသွားတွေ့ဖို့ပဲသူ့ကိုပြောစရာရှိတယ်ဒါကပြဿနာတော့မရှိပါဘူးဂျီရိုနမ်မထွက်လာကြပြီးနောက်ရှားကိုအရင်ထိကျွန်တော်လိုက်ဖို့ဒီရှားတော်တော်လေးချင်းချင်းကထမင်းစားပြီးမှပြန်လီခွဲဟုခေါ်တော့လဲအိမ်ပြန်နောက်ချမိဆိုတဲ့ဖြင့်မစားပြရှားကိုနှုတ်ဆက်ပြီးချက်ချင်းပြန်လာခဲ့သည်နတ်ပြန်မမေ့နဲ့တော့ကုတ်ကူ ဘုဒ္ဓရှာဤမာလိုက်တန်ကလေးကိုယင်မာသိမ့်ထုတ်၍ပြန်လာခြင်းဖြစ်ပါသည်ချစ်သူကိုကုညီရန်မှာချစ်သူတို့၏ဝိရပါတာဝန်ပင်ဟုတ်ပါလားရဲသူဤတဏိမူထယံကသုံးမင်းအင်းလေးဤရှိမှာကုတ်ပြစ်ကလေးရှိသည် ထိုကုတ်ပြစ်ကလေးပေါ်မှာကျွန်တော်တို့ထိုင်ကြသည်ကျွန်တော်တို့ဇိုဒီမှာမှွေးခင်ခင်ရှားနှင့်ကျွန်တော်ရှားကအလေကမွေကရှားပင်ပင်မှာကျွန်တော်ကရှားညာပင်မှာတဲ့ပင်ကြီးအရေးက ကျွန်တော်တို့ကိုနေပူးမှလုံလုံချုံချုံကာကွယ်ပေးထားသည်အိမ်ပေါ်မှချွတ်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 အတန်ကိုကြားရ၏ရဲသူကြီးဖခင်ဥတုမြရှိနေကြောင်းသတိထားမိသည်ရှားရည်ရွယ်ချက်ကိုကျွန်တော်နားမလဲမွေးနှင်စကားပြောလို့လေမွေးအိမ်မှာပြောရရပါလေဒီနေရာကိုခေါ်ထုတ်လာခဲ့ဒီမှာအဖဲချောင်းနေမွေးမိခင်မသိစေခြင်းရွေးလားတော့မဟုတ်တခြားအကြောင်းတစုံတရာရှိလေသလားမမဘာပြောစရာရှိလို့လဲအကြောင်းတူးရှိလို့လား မွေမေးသည်မွေမေးမှာတိလူစောရင်ရောရှက်နေရှာကကောင်းညင်ပြီးမွေပကုံးကိုအသာရဖက်လိုက်သည် အတူရှင်ထိုင်နေခြင်းဖြစ်သောကြောင့်ရှာနှင့်တယောက်ချနေသောမွေမျက်နှာကိုကျွန်တော်မမြင်ရစူပါတော့ညီမရဲ့ရဲနဲ့ပတ်သက်ပြီးဘာတူးချလို့လဲမမဒီလိုပဲဟိုတနေ့ကရုံထုတ်တော့မွေတို့လာတယ်မဟုတ်လားမွေလည်းကြားလိုက်မှာပါတရားရုံမှာမှုစဉ်အရာရှိတွေရဲ့ထွက်ဆိုချက်တွေတရားလိုပြတတ်တွေရဲ့အနေထားတွေအားလုံးက အန်ကြွက်တီဖြစ်နေတယ်ဆိုလိုတာကမောင်ရဲသူပြည့်မှုကျွလွန်ကြောင်းထင်ရှားပေါ်လွင်နေတယ်တကယ်လို့နောက်ယုံချင်းမှာမောင်ရဲသူကိုစစ်မေးတဲ့အခါကျရင်မောင်ရဲသူကကျွန်တော်ဦးလူလှကိုတတ်တာပါလို့ဝန်ခံထွက်ဆိုလာရင်အမှုကပြီးပြတ်သွားပြီမမအနေနဲ့မောင်ရဲသူကိုလွတ်အောင်ကြိုးစားလို့မရနိုင်တော့ဘူးတခါတည်းပြည့်တန်ချမှတ်တဲ့အဆင့်ထိရောက်သွားလိမ့်မယ်ရှာကမှွေနားလဲအောင်ရိုးရှင်းသောစကားလုံးများဖြင့်ရှင်းပြ၏ အဲ့ဒါဆိုရဲကိုဘလို့ဖြစ်တယ်ချနိုင်လဲမမစိုးရင်တုံးလှုပ်နေတော့မွေးအမေရှားကတက်ပြင်းကိုလေးတွက်စွာချရင်တေတံရှင်တေတံမွေးနှုတ်ပြားမှာအလန့်တကြားခုံထွက်လာတော့အာမေရိတ်တံသုံးမှုသေးပြတ်ချောက်ချားစွာအော်လိုက်တံရှားကိုကြော်၍ကျွန်တော်မွေးကိုကြည့်လိုက်တော့သွေးဆုပ်ဖြူရောသွားတော့မွေးမျက်နှာကိုမြင်ရ၏ခြားခြားလည်နေတော့မျက်ဝင်းတွင်နေတေတံဟုတ်လားမမ ဟုတ်တယ် တည်တယ်မဲ့ကံကောင်းရင်တော့တသက်တချုံပေါ့ဖះဖះမမရဲဟိုကဲပါဦးအင်းကနေဆိုင်တန်ငိုကြွေးတန်နဲ့တောင်းမှန်စကားရှားပခုံးပေါ်သို့မှုေ့တကလုံးလဲပြိုကျလာသည်ရှားကမှုေ့ကို ထွေးဖက်ရင်ဒါကြောင့်မှုေ့ကိုအိမ်မှာမပြောဘဲနဲ့ဒီကိုခေါ်လာတာဟုပြောလိုက်သည်ကျွန်တော်ကရဲသူဖခင်ကြားသွားပြီလားဟုအိမ်မော်ကလက်ကြည့်မိသွား၏အိမ်ပေါ်မှာတိတ်ဆိတ်နေသည် မွေကတသိမ့်သိမ့်ဆိုင်ကုန်နေဒီတွင်လာတာပဲညီမလေးရမမယူစားထားတာဥလူလာကိုမောင်ရဲသူမတက်ဘူးတက်တာကတခြားတယောက်ဖြစ်ရမယ်ဒါမှမမမှာယုံတော်ကို တင်ပြစရာတက်တည်ထောက်တာခိုင်ခိုင်လုံလုံမရသေးဘူးရှာနေဆဲဝဲရှိသေးတယ်ဒီတော့မမတွေ့အချိန်လို့တယ်မွေမွေဘာလို့ပြရမလဲမမစိတ်အားထက်တန်စွာမွေမေးသည် မွေမွေလုံနိုင်တာဆိုရင်ဘာမစို့လုံလုံပေးပါမယ် ဟုလည်းဆက်ပြော၏ရဲသူပေါ်ထွားသောမွေး၏မိတ္တာတိုင်းတာကိုကျွန်တော်ချင့်တွေ့မိပြီးစိတ်မကောင်းဖြစ်သွားသည်ရှာကစင်စင်ဆဆဖြင့်ဒီတခါရုံးထုံရင်မောင်ရဲသူကိုမွေးကဖြောင်းဖြားပေးဖို့ပါအဖြစ်ကိုဝေမခံပါနဲ့အရင်တော့ကဖြောင်းချက်ပေးခဲ့တာဟာလည်းမမှန်ပါဘူးတခြားတယောက်ယောက်ကိုငဲ့ပြီးလိန်လေထွက်ဆိုမိတာပါလို့ပြောခိုင်းပါရှင်ဒီတခါမွေး၏ရှင်ဟူသောအတန်ကစောစောက ရှင်နဲ့မတူ အံ့အားတင်ခြင်းမဟုတ်တုံ့လုံချင်းကြောင့်ဖြစ်သည်လန့်ပြန့်သွားခြင်းကြောင့်ဖြစ်မလုံမလဲမျက်နာမှာအရွင်းရွင်းအယိုယိုနှင့် ရှားပခုံးပေါ်မှီနေသောမွေးခန္ဓာကိုယ်ကလေးဆက်ခနဲတုံကတောက်မှတ်သွား၏ဒါကိုရှားသတိပြုလိုက်မိပုံရပါသည်သို့သောအမှန်မထားသလိုရှားကထာယာမှထားလိုက်သည်ကဲမမတို့လောက်ဆရာလေးတွေရှိသေးလို့သွားတော့မယ်မွေးကမမမာတဲ့အတိုင်းလောက်ပေးပါမွေးကမောင်ရဲရဲ့ချစ်သူမို့ ဝိဇကကိုသူကလက်ခံမှာပါမဟုတ်ရင်တော့မောင်ရဲသူကတေးတန်းရှားစကားမပြတ်မိမှာပင်အိမ်မော်မတစုံတစ်ခုချက်လန်ကနေကြွက်ွဲတန်ကိုကြားလာရ၏တခုခုလွတ်ကြပုံရသည်ရဲသူဤဖခင်ဦးတို့မြရှားစကားတန်ကိုကြားပြီးစိတ်တိခိုက်တုံ့လှုပ်သွားလေသလားမွေးကအိမ်ပေါ်သို့ဆက်ခနဲလှည့်ကြည့်အဖအဖဘာဖြစ်တော့လဲမသိဘူးမွေးအိမ်ပေါ်တက်ကြည့်လာအောင်မမတို့တော့အိမ်ပေါ်မတက်တော့ဘူးနော်သွားတော့မယ် ရှာကနှုတ်ဆက်စကားဆိုသည်ကိုမွေးကခေါင်းနှင်ပြပြီးအိမ်ပေါ်သို့ပြေးတက်သွား၏။ရှာကမွေးပြေးတက်သွားသည်ကိုတခဏမျှငေးကြည့်ပြီးတွားစုကိုကိုဟူဆိုကကျွန်တော်လက်မကိုအသာဆုပ်ခံပြီးခေါ်လာခဲ့သည်။မွေးတို့အိမ်နှင့်အတန်ငယ်ဝေးသောနေရာသို့ရောက်သောအခါဥတုမြရှာစကားကိုကြားပြီးစိတ်ထိခိုက်သွားပုံရတယ်ရှာ။ကင်ထားတဲ့ပကံလားဖန်ခွက်လားတခုခုလွတ်ချသွားတာဖြစ်မယ်။ရှာကမွေးကိုပြောချင်ရှိတယ်။ တခြားတနေရာမှာပြောဖို့ကောင်းတာဟုကျွန်တော်ကအဖြစ်တင်တော်လေးတန်ပြင်ပြောလိုက်မိရှားကကျွန်တော်ကိုလက်မကြည့်ပဲတက်ပြင်းဆိုင်သည်အဲ့ဒါလို့ဖြစ်မှာဖြစ်ပါမလားလို့ရှားကပူနေတာဒါရှားလိုချင်တဲ့အနေထားပဲကိုကိုနားမလည်ဘူးနောက်တော့ကိုကိုနားလည်လာမှာပါရှားကြီးပဲချက်ကပါလေရှားကကျွန်တော်ကိုတစ်ချက်ငဲ့ကြည့်ရှားရှားအထင်ပြောရရင် အမှုက20လိမ့်နေတဲ့ကုကုအဲ့ဒါကြောင့်အလိမ်လိမ်ချင်းကြည်ပြီးအမှုကစင်းစင်းရှင်းရှင်းကြီးဖြစ်နေတာအနောက်နောက်ချင်းမြောက်ရင်အပေါင်းရတယ်လို့ပေါ့ဒီတော့ရှာကရှင်းနေတာကိုရှုပ်အောင်ပြန်လုပ်ကြည့်တာပြီးမှရှာပြန်ရှင်းမယ်ကျွန်တော်ကပို၍နားရှုပ်သွားပြီးကိုကိုခေါင်းချက်သွားပြီကွာကျွန်တော်လက်မကိုအသာကိုတွဲလိုက်ပြီးရှာကကိုကိုခေါင်းချက်မခံနဲ့ရှိတဲ့ဘက်ရုံချင်းကြရင်ကိုကိုလာနားထောင်ပေါ့ခံကောင်းရင် အဲ့ဒီရုံချင်းမာတယ်အမှုကပြီးရင်တောင်ပြီးသွားနိုင်တယ်ကဲအခုတော့ရုံငယ်ဝန်းနာပြန်မယ်ပြီးရင်ကိုဝင်းမောင်တို့နဲ့ချိန်ထားတာရှိတယ်ဥလူလာအိမ်မှာလေရှာရွာနောက်ကျလို့မဖြစ်ဘူးလေသူတို့မှာက24နာရီတာဝန်နေနဲ့ပေါ်ပါနေဟန်ရှိတော့ရှာပြောကိုကောင်းငိတ်သဘောတူလိုက်ရပါ၏ကျွန်တော်ရင်ထဲမှာကဖေးလေးကိုအဖြစ်ညှိမရသေးရုံခန်းထဲသို့ကျွန်တော်တို့ရောက်လာကစားပဲရှိသေးသည်တစုံတစ်ယောက်သည်ရုံခန်းထဲသို့ဝင်လာ၏ ဟင်ဆရာရှာကအံ့ဩတကြီးဖြင့်နေရာမထားကဝင်လာသူကိုနေရာထိုင်ခင်းပေးဝင်လာသူမှာအသက်60ခန်းရှိ လူကြီးတူကော်လာလဲရုံဖြူနေတိုက်ပုံအနက်နဲ့အိမ်မဲကြီးတစ်လုံးဆွဲလျက်မျက်နှာမှာတည်ကြီးခန့်ညမှုအဖြစ်ဆရာဘေးရလဲလာလဲသမီးစီကိုပဲလာတာရှာကကျွန်တော်နှင့်ထိုသူကိုမိတ်ဆက်ပေး၏ထိုသူသည်ရှာဤအလုတ်တင်ဘွားကတင်ကြားပေးခဲ့သူနာမည်ကျော်ရှိနေကြီးဥကျော်စီရဖြစ်သည်သူစာအုပ်တွေကိုကျွန်တော်ဖတ်ဖူးလျက် သူ့တရင်တွေကိုကြားဖို့လျက်လူကုန်မှုယခုမှကျွန်တော်တွေ့ဘူးချင်းဖြစ်ကဲကိစ္စရှိလို့လားဆရာရှိရင်သမီးစီဖုံးဆက်လာရောပေါ့သမီးလာမှာပေါ့ဆရာကလာရတယ်လို့ရှားကအာနာစွာဆို၏ဆရာဘာသုံးဆောင်မလဲဟုလဲလောကဝိကုပြုသည်ဦးကျော်စရာကလက်ကပြီးဘာမှမလုံးနဲ့ဘာမှမတောက်ချင်ဘူးသမီးကို ပြောဆရာစကားနည်းနည်းရှိလို့ဝင်းလာတာပြောပါဆရာသမီးနားထောင်နေပါတယ်သမီးအမှုတစ်ခုလိုက်နေတယ်လို့ကြားတယ်အမှုကလူသက်မှု တန်ခမ်းနဲ့မိပြီးသားဆိုဟုတ်ပါရဲ့ဆရာမောင်ရဲ့သူမှုကိုဥကျော်စီရဆိုလိုကြောင်းကျွန်တော်သဘောပေါက်လိုက်သည်ဘာကြောင့်များလဲဟူသောစူးစမ်းအကြည့်နေရှိနေသည်ရှာအောင်ဥကျော်စီရကအခဲခတ်ပြီးတမီအခုတိလိုက်လာခဲ့တဲ့မှုတွေကနိုင်ခဲ့တာကြီးပဲဒါကြောင့်တမီအောင်မြင်မှုရခဲ့တယ်အခုဒီမှုကိုလိုက်တာတမီအောင်မြင်မယ်ထင်လို့လားဟုမေးသည်ဥကျော်စီရ၏အမေကအတရားသူကြီးကတရားခံကိုမေးပုံမျိုးပြတ်သားသည်တိကြသည်တမီယုံကြည်ပါရဲ့ဆရာ ရှားဖြေကလည်းမဆိုင်မတွ၊သူစီရစကားလိုပင် တိကျပြတ်သားသည်။သမီးဆန္ဒစောသားပြီထင်နဲ့။ဘာဖြစ်လို့လဲဆရာ။ဆရာကဆရာတို့ရှင်းနေရဲ့လျှော့ဝှက်ချက်တစ်ခုကိုပြောပြမယ်။အဲ့ဒါကတော့အမှုတစ်ခုက နိုင်ခြင်းမရှိရင်မလိုက်ရဘူး။ရှောင်းတဲ့နဲ့ကိုနာမည်ကိုဖျက်တယ်လို့ဖြစ်တတ်တယ်။ငွေရမယ်ဆိုပြီးအမှုတိုင်းကိုလည်းမခံရဘူး။သမီးဒီမှုမှာငွေတပြားမှမရပါဘူးဆရာ။သမီးကရုံးစရိတ်ကိုစိုက်ပြီးလိုက်มาပါ။ ဦးကျော်စီရကမျက်လုံးကိုပြူရကြည့်။တမိကဒီမှုကိုလိုက်ပြရစီလို့ခွင့်တောင်းပြီးလိုက်ခဲ့တာ။နာမည်ကောင်းရဖို့လည်းမဟုတ်ဘူး။ဒါမဲ့အမှန်တရားတစ်ခုကဒီအမှုမှာလျှို့ဝှက်နေတယ်၊ပြောက်ကွယ်နေတယ်လို့တမိခံစားရလို့ပါ။တကယ်ဖြစ်နေတဲ့ကောင်းလေးကအပြစ်တူးလို့သူမဟုတ်ဘူးလို့လည်းတမိကခံစားယုံကြည်နေလို့ပါဆရာ။တရားခွင်တွင်ရှောင်းလက်ချက်ပေးကောင်းသည်ဟုကြော်ကြားသောရှေ့နေကြီးဦးကျော်စီရသည်နှုတ်ဆွနေတယ်လို့ရှားကိုကြည့်နေ၏။တမိကိုလိုက်ခွင့်ပြုပါဆရာ။ တက်သေးတွေခံလုံနေတယ်ဆိုတရားခံကလည်းဖြောင်းချက်ပေးထားတယ်ဆိုနောက်ဆုံးတစ်ချိန်မှာတရားခံကိုစစ်လို့တရားခံကဟုတ်ပါတယ်လို့ဝန်ခံဖြောင်းဆိုလိုက်တာနဲ့အမှုကစီရင်ချက်တောင်ချလိုက်နိုင်ပြီဆိုတမီးကဘာတွေစူးစမ်းလို့ရတော့မှလဲဘာတခုမှစူးစမ်းခွင့်မရလိုက်တဲ့တရားခံစူးဆောင်တယောက်ဖြစ်နေတမီးအောင်မြင်မှုခြေလမ်းနဲ့ထင့်ငော့သွားမှဆိုလို့ဆရာပြောတာဆရာစီရင်နာကိုတမီးသဘောပေါက်ပါတယ်ဆရာကျေးဇူးနဲ့တင်ပါတယ်ဒါမဲ့ဆရာကျေးဇူးနဲ့ ဆရာတင်ပြပူတဲ့စကားတခုကိုလည်းတမိကရင်ဝယ်ပိုက်ထားပါလေတရားဥပဒေဆိုတာမှန်သူဘက်ကပဲရှိနေစေရမယ်အကျိုးဆောင်ရှိနေဟာအပြစ်မဲ့သူတရားပြည်တံဆက်ဝင်းကနေလွတ်အောင်စ조사ပေးရမယ်လို့ဆရာဆုံးမခဲ့တဲ့အချိန်တမိက조사တာပါဘူးချော်စင်ရကပြုံးလိုက်သည်တမိကဆရာစကားနဲ့ဆရာကိုချီနေတာကိုဆရာတော်တမိကိုပြိုင်မပြောနိုင်တော့ဘူးဆရာကတမိစိတ်တဲ့တမိနှလုံးသားကိုနားလေတယ်။လော်ဂျီဘီအမားတွေလုံးမိမှာစိုးလို့ ီးတော့ကိုကိုကိုအထင်ကြီးပြီးဖြစ်တဲ့နာထက်ကြောင်လွန်သောမှဆိုလိုပါစိတ်ချပါဆရာဒီမှုမှဆရာစိတ်ချမ်းသာရမယ်အပြင်မျိုးရလာရပါစေမယ်အာမခံရလာကြည်လားကွတမိယုံကြည်တာကိုပြောတာပါကဲဒီလောက်ယုံကြည်ချက်ပြင်းထန်နေတော့ဆရာမတားလို့တော့ပါဘူးဒီတော့ဆရာပြောမယ်သမီးမလိုအပ်တာရှိရင်ဆရာစီကိုအချိန်မရွေးဖုံးဆက်အကူအညီတောင်းပါဟုတ်ကဲ့ဆရာဥကျော်စီရကထာယာမထားဤတစ်ဖက်ကတရလူကျိုးဆောင်ရှိနေကြီးကိုအထင်မသေးပါနဲ့ သူကတွေ့ကြုံရင်ပြီးအင်တန်ဘာနဲ့ထက်မြက်တဲ့သူဇာနဲ့အကျဉ်တော်တော်များများကြုံခဲ့ဘူးလို့သူ့အီချင်းကိုဇာသိနေတယ်။ဒါကြောင့်လဲဇာကသမီးကိုစိုးရိမ်တော့သမီးကရှုံးဖက်ကလိုက်နေရတာမို့ရှားကထရက်ပြီးယိုတီကျွန်းွန်စွာဖြင့်ဆိတ်ရပါဇာသမီးကအဲ့ဒီချိုးဆောင်ကြီးနဲ့ရှင်ပြန်ပြီးရှောက်လဲရမှာမဟုတ်ဘူး။သမီးကအမှန်တရားကိုပဲစိန်ခေါ်ပြီးရှင်ပြန်ရှောက်လဲရမှာပါဟုပြုံးချိုချိုဖြင့်ပြောသည်။ဒါဆိုဇာပြန်မယ်ကျေးဇူးတင်ပါတယ်ဇာ။ လက်ဟုတ်ကလေးချီ၍ရှားကပြောလိုက်သည်ဥကြော်စင်ရအခန်းအပြင်ရောက်သွားချိန်တွင်ရှားကရှားကိုစိတ်ကူပြီးလာတည်ပေးတာဟုရှားကကျွန်တော်ကိုပြော၏ကိုကိုလည်းစိတ်ပူတယ်ရှားရဲ့ရှားကမူအပြုံးနဲ့နဲ့ပြင်စကားဆိုလေသည်ဒီလိုစိတ်ပူပေးတဲ့ဆရာသမားတွေနဲ့ချစ်သူရှိနေတော့ရှားကအမှန်တရားကိုရင်ဆိုင်နိုင်ပြီးအနိုင်တော့ဖို့ဘာကြောင့်ကျိုးဝိုင်းနဲ့မဝင်ရမှာလဲကိုကိုရဲ့မဟုတ်ဘူးလား ောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရရှင်ကျေးဇူးတင်ပါရရှင်ကျွန်တော်တို့တာပါ